အလုံးအလုံးဝဲမင်္ဂလာပဲဗျာ JTS channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဒေါ်လာ3000တန်းစာချုပ်ကဆူလင်းဦးဘွားကိုဘလောက်အထိပြောင်းလဲစေနိုင်မလဲဆိုတဲ့အကြောင်းသူမင်းအောင်ရဲ့တွဲဆိုင်ကိုဝမ်ချင်းရှစ်ပကတေးရဲ့ဝင်ကြီးညာလိုက်တဲ့အကြောင်းအနိုင်ရပြီမဲ့ဂျာဖြတ်ချန်ပီယံမဖြစ်ခဲ့တဲ့အလီဖာရော်ဇာလို့ရဲ့အကြောင်းဟစ်ပါစင်ပွဲမှာအလဲထိုးအနိုင်ရခဲ့တဲ့အိုမာခင်းရဲ့အကြောင်း သူ့ရဲ့အကြီးမားဆုံးအားနည်းချက်ကဘာလဲဆိုတာကိုထုတ်ပြောလိုက်တဲ့အနာတူနီမာလီခင်ရဲ့အကြောင်းတူကိုစုစည်းတင်ဆက်ပေးပါမှာဖြစ်ပါတယ်။ဇူလင်ဟူကတော့သူ့ရဲ့တတိယမြောက်ဝမ်ချမင်ရှစ်ပွဲမှာ Time Fighter ဖွန်စရီကိုအလဲထိုးနဲ့အနိုင်ယူပြသွားခဲ့ပါတယ်။ဒီနိုင်ပွင့်နဲ့အတူဆူလင်းဦးဟာဝမ်ချင်မင်းရှစ်ရဲ့ CEO Mr. Chatri ဖြစ်တဲ့ဘွန်နချီဘက်3သိန်းခွဲအပြင်ဝမ်ချင်မင်းရှစ်နဲ့ဒေါ်လာ3သိန်းတန်း6ပွဲစာစာချုပ်ပါကန်လန်ခံလိုက်ရပြီဖြစ်ပါတယ် ဆိုလင်းဦးကလူရန်လက်ဝိတ်ဖိုက်တာတွေထက်မှာပထမဆုံးဒေါ်လာ3သိန်းတန်စာချုပ်ကန်လန်ခံခဲ့ရတဲ့ဖိုက်တာဖြစ်လာပါတယ်။ဝမ်ချင်မစ်ရှိကပြီးတဲ့ထူးကြီးတွေဝက်နဲ့ကြီးတွေကမြန်မာဖိုက်တာတွေအတွက်တော့မက်လောက်စရာပမာဏပဲဖြစ်ပါတယ်။ဆိုလင်းဦးဟာဆိုရင်လဲတုံးပွဲထူးတက်ထားရမှာနှစ်ပွဲအထိဝက်နဲ့ကြီးရထားပါတယ်။ဒါကြောင့်ဝက်နဲ့ကြီးတင်မြန်မာငွေက3.80နီးပါးလောက်ရထားပြီးပြီဖြစ်ပါတယ်။ နောက်ဆုံးထူတက်ခဲ့တဲ့ဖုန်းစီရီနဲ့ပွဲမှာဆိုရင်ဂျိုင်ဖက်က၄ပေါင်အထိဝေပိုနေခဲ့ပါတယ်။ဒါကြောင့်စီးမင်းအတိုင်းဆိုလီဥကိုထူကြီးခွဲပြီးရမှာဖြစ်ပါတယ်။ဒါအပြင်ဒေါ်လာတသိန်းတန်စာချုပ်ကတော့ဆိုလီဥဘွားကိုအဓိကပြောင်းလဲစေနိုင်မယ့်အရာပင်ဖြစ်ပါတယ်။ဒေါ်လာတသိန်းဆိုရကလက်ရှိမြန်မာငွေနဲ့ဆိုရင်သိန်းပေါင်း၄000ကျော်၊သိန်းပေါင်း9000နီးပါးလောက်ရှိပါတယ်။တခြားရိုးရာလက်ဝိတ်ဖိုက်တာတွေအတွက်လည်းအားကျပြီး ကြိုးစားခြင်းစဉ်အားငွေပမာဏလည်းဖြစ်ပါတယ်။ဆိုလင်ဦးကလူရလက်ဝိပွဲတွေများစွာလဲထူတက်ခဲ့ပူပါလေ။ဒါပေမဲ့ One Championship မှာ၃ပွဲထဲထူပြီးရတာကသူ့ရဲ့လက်ဝိဖိုင်တာဘဝတလျှောက်လုံးမှာရရှိခဲ့တဲ့ထူးခြားထက်တောင်ပူများနေပြီလို့ပြောလို့ရပါတယ်။ဒေါ်လာတသိန်းတန်စာချုပ်ရအပြီးမှာဆိုရင်တော့ဒီစာချုပ်ကသူ့ဘဝကိုအများကြီးပြောင်းလဲသွားစေနိုင်တယ်ဆိုပြီးဇိုလီယူကထုတ်ဖော်ပြောဆိုသွားခဲ့ပါလေ။ ကျွန်တော်အနေနဲ့ဝမ်ချင်းမရှိပွဲကြီးတွေမှာထူးဖို့အတွက်စာချုပ်ကြီးရခဲ့ပါတယ်။ဒါကကျွန်တော်ဘဝကိုအပြောင်းလဲကြီးဖြစ်စေမဲ့အရာပါပဲ။မျောတော်မျောလင့်ထားခဲ့ပါဘူး။ဘဝအပြောင်းလဲကြီးဖြစ်ဖို့အတွက်အခုအစပြောတာပါပဲ။ဒါကြောင့်ကျွန်တော်အရင်ကြီးစုတင်ပါတယ်ဆိုပြီးဇူလင်းဦးကပြောဆိုသွားခဲ့ပါတယ်။ဆက်လက်ပြီးတော့ထမင်းအောင်ရဲ့သွေးဆိုင်ကိုဝမ်ချင်းမရှိပကတရဝင်ချပြလာတဲ့အကြောင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါလိမ့်။ ။လုံမင်းအောင်ဟာအသက်18နှစ်သာရှိသေးတဲ့လူငယ်ဖိုင်တာလေးတဦးပါ။သူရလက်ဝေးဖွဲ့စဉ်တွေမှာဆိုရင်ရလက်ကောင်းခဲ့တဲ့ဆိုပြီးမှလည်းသူ့အနေနဲ့ One Championship မှာတော့အဖွင့်မလာခဲ့ပါဘူး။မေလာကွန်ပိုင်းက One Championship မှာပွဲဥထွက်ခဲ့ပြီးတော့ Russian Fighter ကိုအမျက်နဲ့ရှုံးနေခဲ့ရပါတယ်။ရှုံးနေခဲ့တဲ့ဆိုပြီးမှလည်းသူမင်းအောင်အနေနဲ့သူ့ရဲ့စွမ်းဆောင်ရည်ကိုတော့ပြသခွင့်တော်မရလိုက်ပါဘူး။သူမင်းအောင်ရဲ့ပြိုင်ဖက် Russian Fighter ကစိုင်းမထူးပဲပတ်ပြေးနေခဲ့ပါတယ်။ ဒါကြောင့်ထူမင်းအောင်အတွက်အခက်တွေ့ခဲ့ရပါတယ်။နောက်ဆုံးမှလင်းထူမင်းအောင်ရဲ့ပြိုင်ဖက်ကပင်အမှတ်နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ထူမင်းအောင်ကပွဲဥက္ကမရှုံးနေခဲ့တဲ့ဆိုပြီးမှလင်းဝမ်ချင်မရှိကသူ့ကိုအကြာကြီးပွဲဝေးမထားခဲ့ပါဘူး။ဒါကလည်းလူငယ်ဖိုင်တန်လီတူဖြစ်တာကြောင့်ပါပါတယ်။လာမဲဇွန်လိုင်းလ12ရက်နေ့မှာကျင်းပမယ့် One Flight D5 ပြိုင်ပွဲမှာပွဲပြင်တည်ပြီးထားပါတယ်။ဘုံမင်းအောင်ရဲ့အတွက်ဆိုင်ကို ဝမ်ချင်မရှိပကတေယဝင်းကြီးညာလာခဲ့ပြီးဖြစ်ပါလေတည်င်းတွေထွက်နေတဲ့အတိုင်းပဲ VNM Fighter ထရန်ခွတ်တွမ်ဖြစ်ပါလေထရန်ခွတ်တွမ်ဟာထုံးမီအောင်ထက်အတူအကျုံအများကြီးပိုတန်တယ်လို့ VNM ရဲ့ထိတ်တန့် Fighter တူလင်းဖြစ်ပါလေသူကဝမ်ချင်မရှိမှာတပွဲထူးတထားပြီးအနိုင်ရရှိထားပါလေထုံးမီအောင်ရဲ့ပြိုင်ဖက်ထရန်ခွတ်တွမ်ရဲ့ကစားပုံနဲ့ရက်လက်ပိုင်းတွေအကြောင်းကိုလင်းရှိကဗီဒီယိုမှာအသေးစိတ်တင်ဆက်ထားပြီးဖြစ်ပါလေ concrete bank ကစိုင်းထိုးတက်တဲ့ fighter ဖြစ်ပါလေ။ဒါကြောင့်ထိုမင်းအောင်အနေနဲ့ဒီပွဲမှာသူစိတ်ကြိုက်အတိုင်းစိုင်းထိုးခွင့်ရတော့မှာဖြစ်ပါလေ။သူရဲ့ဆွမ်းဆောင်ရည်ကိုထုတ်ပြခွင့်ရမယ်ပွဲလို့လည်းပြောလို့ရပါလေ။တို့ပေမဲ့တခုတတိထားရမှာကတော့ concrete bank ရေကူမဲ့ပြင်ဖက်တော့မဟုတ်ပါဘူး။ banquet banquet လည်းလက်တီတွဲလုံးတွေအဓိကထားပြီးတုံးတက်လေးရှိတာကြောင့်ဖုံးမအောင်နေနဲ့အပြိုင်အဆိုင်ထိုးရမှာပါ နောက်ပြီးတတိထားရမှာကတော့ဝီထိုင်းလောကမှာကျင်လည်နေတဲ့ထွန်ကွက်တွန်ကခရစ်ပိုင်းမှာအားတာပါလေကုကက်ပီဒုတိုက်ချက်တွေတရောင်ရိုက်ချက်တွေကအထင်နာစေနိုင်ပါလေဒီပွဲကသုံးမင်းအောင်အတွက်အရင်အရေးကြီးပြီးမဖြစ်မနေ အနိုင်ယူရမယ့်ပွဲတစ်ပွဲလေးဖြစ်ပါလေရှီကာစီနီယာဖိုက်တာကြီးဆိုနီဦးကိုအတူယူပြီးတော့ဂျူးစားဖို့လေလိုအပ်နေပါတယ်ဆက်လက်ပြီးတော့ အနိုင်ရပြီမဲ့ဂျမ်းဖြတ်ချင်းပြင်းမဖြစ်ခဲ့တဲ့အလီပရဇန်ဖို့ရဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ6ရက်နေ့မနက်ပိုင်းမှာဆိုရင်တော့1ချင်းမရှိရဲ့1ဖိုင်နိုင်23ပြိုင်ပွဲကိုကျင်းပခဲ့ပါတယ်။ဒီပြိုင်ပွဲရဲ့ကောင်းပွဲမှာဆိုရင်တော့လိုက်ဝေဂျမ်းဖြတ်ချင်းပြင်းလူပွဲကိုဝယ်တဲ့ပြီးထားခဲ့ပါတယ်။ ခရစ်ရှန်လီဝေပြန်ထိုးချိန်ကြရင်ခပ်ပလူဖို့အတွက်ဝမ်ချင်မရှိဘက်ကကြားဖြတ်ချင်ပြင်းကြိုရီးထားတာပါလိုက်ဝစ်ချင်ပြင်းဟောင်းအိုကီရီယိုနဲ့တက်တစ်ဆာဖိုင်တာဖြစ်တဲ့အလီပါရာဆန်လို့တို့ကကြားဖြတ်ချင်ပြင်းခပ်ပကိုလူခဲ့ကြရပါလိမ့်ဒီပွဲမှာအလီပါရာဆန်လို့ရဲ့အဖြစ်ကတော်တော်လိကိုရင်နာစီရန်ကောင်းပါလိမ့်အလီပါရာဆန်လို့ဟာအိုကီရီယိုကိုအမှတ်နဲ့အနိုင်ရရှိခဲ့ပါလိမ့် တို့ပေမဲ့လည်းဂျာပြက်ချင်ပြင်းကတော့ဖြစ်မလာခဲ့ပါဘူး။ဘာလို့လဲဆိုတော့အလီဘရာဇာလော့ဟာဝိတ်ပူနေခဲ့လို့ပဲဖြစ်ပါတယ်။စီးမြင့်အရာဝိတ်ပူပြီးထိုးတဲ့ဖိုင်တာကချင်ပြင်းဖြစ်ခွင့်မရှိသလိုထူးကြီးလဲခွဲပြီးရပါလိမ့်။ဝဲဆဆချင်းမှာဖိုင်တာနှစ်ယောက်စလုံးကလူကစ်တွေနဲ့ပဲအကဲဆန်းခဲ့ကြပါလိမ့်။တို့ပေမဲ့နည်းနည်းလေးကြာလာတော့အလီဘရာဇာလော့ကသူ့ရဲ့ပုံစံအတိုင်းပဲဝင်လုံးလာပါလိမ့်။အလီဘရာဇာလော့လို့ တာကက်စတန်ဖိုင်တာတွေရဲ့ကစားပုံကတော့ယူရှင်ပါတယ်။သူတို့ကပြိုင်ဖက်ကိုဆွဲလင်းမယ်၊ပြင်ပေါ်ထုထောင်ပြီးချုပ်ကွက်ပုံဖော်မယ်။ဒီပုံစံအတိုင်းပင်ဖြစ်ပါတယ်။ပထမချီမှာတော့ OK Rion ကထိတ်တောင်းတွေကိုကောက်ကွယ်နိုင်ခဲ့ပါတယ်။တို့ပေမဲ့ပူကက်နေတဲ့အနေထားမှာတရောင်ရိုက်ချက်တွေကိုခံလိုက်ရပါတယ်။နောက်ခြေတွေမှာလည်း Razor Lock ကသူ့ရဲ့ပုံစံအတိုင်းပင်ဆက်ကစားခဲ့ပါတယ်။ ွဲသိမ်းနိုင်ခဲ့ခြင်းမရှိပေမဲ့လည်းနောက်ဆုံးမှာတော့တပွဲလုံးကို control လုပ်သွားနိုင်ခဲ့တဲ့အလီဘရာဇာလော့ကပဲအမှတ်နဲ့အနိုင်ရရှိသွားခဲ့ပါလေအလီဘရာဇာလော့အနေနဲ့ဝမ်ချင်မရှိမှာအပွင့်လာသွားခဲ့ပေမဲ့လည်းကြားချက်ချင်းမြန်တော့ဖြစ်မလာခဲ့ပါဘူးတို့အနေနဲ့ Christian Lee ပွဲပြန်လာတဲ့အချိန်ကြရင်ခပလူခွင့်လည်းရအောင်မှာမဟုတ်ပါဘူးခပလူခွင့်အတွက်နောက်ထပ်နိုင်ပွဲတွေထပ်ယူပြန်ရတော့မှာပါ ဝမ်ချင်မရှိအနေနဲ့လိုက်ဝိတ်ခပ်ပလူခွင့်အတွက်ဘလို့စီစီမလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းလာပါတယ်။ချပ်ချက်ချန်ပီယံလူပွဲမှာရှုံးမိတွားခဲ့တဲ့ OK ရင်းယုံကိုပဲခပ်ပလူခွင့်ပေးလိုက်မလား။ဒါမှမဟုတ်လိုက်ဝိတ်တန်ကတခြားကောင်ပိုင်းဖိုင်တာတယောက်ကိုပဲခပ်ပလူခွင့်ပေးလိုက်မလားဆိုတာကတော့စောင့်ကြည့်တွားရတော့မှာပါ။ဆက်လက်ပြီးတော့ကေပေါင်းစင်ပွဲမှာအလဲထူးအနိုင်ရရှိခဲ့တဲ့ဦးမခင်းရဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ Qualify Night 23မှာ Omar King ရဲ့တွဲဆိုင်လေးပါဝင်ပါတယ်။ Omar King က MMA ပွဲထိုးခဲ့တာတော့မဟုတ်ဘဲဒီပေါ်စင်ပွဲထိုးခဲ့တာဖြစ်ပါတယ်။သူအနေနဲ့ Anatoly Malkin စီကံလေးခက်ပတ်မလုခင်လက်ရည်စမ်းတဲ့သဘောမျိုးလေးဖြစ်ပါတယ်။ Omar King ရဲ့ပြိုင်ဖက်ကတော့တနိုင်ငံ Terra Fighter ဖြစ်တဲ့ Voucher Cup Chap ပဲဖြစ်ပါတယ်။ဒီပွဲမှာ Voucher Cup Chap အတွက် One Championship မှာပွဲဥထွက်လေးဖြစ်ပါတယ်။ ော့ချာကပ်ချူဟာစနီကောတိုက်ခိုက်ရေးလောကမှာနာမည်ရထားတဲ့ဖိုက်တာပါတော့ဘီမဲတူအနေနဲ့ဘူမခင်းကိုတော့မရှင်းနိုင်ခဲ့ပဲပထမအချိန်မှာတင် အလဲထူးခံရပြီးရှုံးနေသွားခဲ့ရပါတယ်။ဘော့ချာကပ်ချုပ်ကတော့ professional fighter တဦးနဲ့မတူပါဘူး။သူထူးတက်နေတဲ့ပုံစံကခြေကာယလက်ကာယနဲ့ဖြစ်နေခဲ့ပါတယ်။ဝက်ဆာမာဂရက်ကစီးမြင့်နဲ့မညီတဲ့ထူးတက်ပုံတွေကြောင့် ော့ချာကပ်ချုပ်ကကျွိုင်းတိုင်းရဲ့သတိပီးချင်းခံရပါတယ်ပထမချီကစပြီး9မိနစ်မှာတင်ဘိုမခင်းကလက်တီထူးချက်တွေနဲ့ပွဲသိမ်းအနိုင်ယူပြခဲ့ပါတယ်ဘိုမခင်းအတွက်ခပ်ပမလူခင်နိုင်ပွဲတပွဲရယူလိုက်နိုင်တဲ့အတွက်ယုံကြည်မှုအပိုင်းအရလည်းမြင့်တက်လာခဲ့ပါတယ်ဘိုမခင်းအနေနဲ့ဝိတန်တုံးခုရဲ့ချန်ပီယံအနာတိုမီမာလီကင်ကိုဖြုတ်ချနိုင်မလားဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းလို့ပါတယ် ဟိုမကင်းကစတန်ဖိုက်ပိုင်ကောင်းတယ်လို့ပါဝါလင်းကြီးလွန်ပါလေ။နောက်ပြီးအနာတူလီမန်နီခင်လိုပဲနဗန်နောက်ခံလဲရှိပါလေ။အချက်လက်တွေအရဆိုရင်ဒီဖိုက်တာနှစ်ဦးလုံးကမသိမရင်အနေထားမျိုးမှာရှိနေပါလေ။သူတို့ကြားမှာပွဲမတိုင်ခင်စကားဆက်ထိုးမှုတွေကလည်းပြင်းထန်လွန်နေပါလေ။ဒါကြောင့်အနာတူလီမန်နီခင်နဲ့ဟိုမကင်းတို့ပွဲကလည်း ွဲချင်းကြီးတပွဲဖြစ်လာနိုင်ပြီးဖိတ်တပီကိုချုပ်ချီမှုပြီးနိုင်တဲ့ပွဲတပွဲလို့မြင်ပါလေဆက်လက်ပြီးတော့သူရဲ့အကြီးမားဆုံးအားနည်းချက်ကဘာလဲဆိုတော့ကိုထုတ်ပြောလိုက်တဲ့အနာတူလီမာလီခင်ရဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်အနာတူလီမာလီခင်ဟာဝမ်ချင်မင်းရှိရဲ့ဝိတ်တန်တုံးခုချန်ပီယံတူဖြစ်ပါတယ်သူကစတန်ဖိုက်ဖိုင်ကိုအပြုထုတ်တက်ပြီးတော့ဝိတ်တန်တုံးခုချန်ပီယံဖြစ်လာတာပါနဘန်နောက်ခံလေးရှိတာကြောင့်တော်ယုံတန်ယုံလူကတော့ဆွဲချဖို့မလွယ်ပါဘူး နာတိုနီမာလီခင်ရဲ့ပါဝါကတစ်ချက်ကောင်းထိတာနဲ့ကြသွားနိုင်တဲ့ပါဝါမျိုးပါ။အဲကြောင့်စတန်ဖိုက်ပိုင်းကောင်းလာပါလေဆိုတဲ့ဖိုက်တာတွေတောင်းနာတိုနီမာလီခင်ကလည်းဖိုက်တာကောင်းတဲ့ဦးပါ။သူကလက်ရှိအနေအထားအရဆိုရင်ဝမ်ချမင်းရှိရဲ့အကောင်းဆုံးဖိုက်တာလို့တောင်းပြောလို့ရပါတယ်။တော့ဘီမေအနာတိုမီမာလီခင်အနေနဲ့လည်းဤပြည့်စုံနေတာမျိုးတော့မဟုတ်ပါဘူး။သူမှလည်းအားနည်းချက်တွေရှိပါတယ်။နာတိုလီမာလီခင်က သူ့ရဲ့အကြီးမားဆုံးအားနည်းချက်ကဘာလဲဆိုတာကိုသူကိုယ်တိုင်ပဲထုတ်ပြောလာခဲ့ပါတယ်။အဲ့ဒါကတော့အမြင့်ကန်ချက်ပိုင်းပဲဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ high kick တွေပိုကောင်းလာအောင်လေ့ကျင့်သင်ကြားချင်ပါတယ်။အခုအချိန်မှဆိုရင်ကျွန်တော်အနေနဲ့ high kick တွေတိတ်မကန်နိုင်ပါဘူး။ကျွန်တော်ချီကန်ချက်တွေကနားဒလိုခံစားရတယ်။ကျွန်တော်ထိုင်းနိုင်ငံပြန်ရောက်လာတဲ့ချီကန်ချက်တွေကိုတီချံပြင်ဆင်ပါမယ်။ Justin KG လိုမျိုးဖြစ်အောင်လုပ်ပါမယ်။သူကနဗန်ပိုင်းကောင်းတယ်လို့ chicken ချက်တွေသူတို့ဖြစ်လုတ်ချက်တွေလည်းတော်တော်လေးကောင်းပါတယ်ဆိုပြီး Malikin ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ Okay ပါ။ဒီကနေ့မှာတော့အာကဆန်ဒေါကာကစီဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးကိုစူးစီးတင်ဆက်ပြီးသွားခဲ့တာပဲဖြစ်ပါလိမ့်။အဆုံးထိကြည့်ရှုကြပေးတဲ့အတွက်ကြောင့်မို့အလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်လာမယ့်နေ့ရက်ဒီမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ။ ကျွန်တော်ကတော့ဂျိုးဆက်ပဲဖြစ်ပါတယ်။